အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကနာမင်းသားရဲ့ရုပ်အလောင်းအုတ်ကူထဲမှာမရှိဘဲနဲ့ဘယောက်သွားတာလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီတော့အစီအစဉ်လေးမစခင်မှာအီမိုတို့ရဲ့ YouTube Channel လေးကို Subscribe လေးလုပ်ပေးကြပါအောင်ရှင်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်တည်းတင်နိုင်ကြည့်ရှုလို့ရအောင်လို့တော့ Subscribe ပြီးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြပါအောင်ရှင်ဒီတော့အကြောင်းအရာလေးစခင်ပါတယ် အင်းရှိဆန်ကနောင်မင်းရဲ့ရုပ်အလောင်းကိုဘယ်နေရာမှာမြုပ်နှံထားခဲ့တယ်လို့မေးရင်တော့မန္တလေးအရှိပြင်ကသူကြဆုံးခဲ့တဲ့နေရာမှာရှိတယ်။ဆန္ဒမှုနှိဇေရော်ကြီးမှာမြုပ်နှံထားခဲ့တယ်လို့လူတိုင်းကပြန်ဖြေကြလိမ့်မယ်ထင်တယ်။ဟုတ်ပါတယ်။အရင်တော့ကအင်းရှိဆန်ကနောင်မင်းရဲ့ရုပ်အလောင်းကိုအဲ့ဒီစီဒီနဲ့ဆန္ဒမှုနှိရုပ်ပွားတော်သတင်းသုံးရာကန္နာကုရီအကြာကအုပ်ပြက်တဲ့အတွင်းမှာကုသွင်းမြုံနှံထားခဲ့တာပါအခုအချိန်မှာတော့အဲ့ဒီနေရာမှာအုတ်ကူကပြီးကြောက်စကြကြီးတစ်ခုသာတွေ့ရပြီးတော့ အထဲမှာအင်ရှင်ဆန်ကနာမင်းသားကြီးရဲ့ယုံလောင်းကတော့မရှိတော့ပါဘူး။အုတ်ကူကလည်းဟောင်းလောင်းပေါ်ကြီးဖြစ်နေပြီလို့ပြောရင်ဘာဖြစ်လို့မရှိရတာလဲ။ဘသူကတွေ့ယူသွားတာလဲ။အခုဘယ်နှရောက်နေသလဲစသဖြင့်သိလို့ကြားလိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒီလိုဖြစ်ရတာကတော့အရင်ကမန္တလေးတောင်မှာရှိနေတဲ့ရတိကြီးဥက္ကန့်တီကြောင့်ပဲလို့ပြောရမှာပါပဲ။1889ခုနှစ်တိဘောမေပါတော်မူပြီးနောက်ပိုင်းမှာတော့အိန္ဒိယကိုနည်းနည်းခံလိုက်ရတယ် အင်းရှိဆန်ကနောင်မင်းရဲ့သားတော့လင်းပင်မင်းသားနဲ့မိသားစုကတော့1932ခုနှစ်မှာမြန်မာပြည်ကိုပြန်လာခွင့်ရခဲ့ပါတယ်။ပြန်လာတဲ့အချိန်မှာမင်းသားကြီးရဲ့အသက်က54နှစ်ရှိနေပြီဖြစ်ပါတယ်။ကျန်နေသေးတဲ့အင်းရှိဆန်အနွယ်တော်တွေကလည်းပြည်တော်ပြန်လာတဲ့လင်းပင်မင်းသားကြီးကိုမန္တလေးမှာလာနေဖို့ဖိတ်ခေါ်တာနဲ့မင်းသားကြီးလည်းသွားနေဖြစ်ခဲ့ပါတယ်။မန္တလေးကိုရောက်လာတဲ့မင်းသားကြီးကအသက်အရွယ်အပြည့်နဲ့ဇယားပိုင်းကိုရောက်လာတာမို့ ဘာသာရေးဘက်ကကန်ဆိုင်လာပြီးတော့တမထလန်းစင်တွေကိုပါလိုက်စားလို့ဖို့ထူတာတွေလည်းလုံလာခဲ့ပါတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်တွေမှာပဲလင်းပင်မင်းသားကြီးကမန္တလေးတောင်ကရသည်ကြီးဥက္ကဋ္ဌီနဲ့ပေါင်းဖက်မိသွားတော့ပါတယ်။မင်းသားကြီးကရသည်ကြီးကိုအေရှင်မေးထန်းတော်ကြီးလူခဲ့တယ်လို့မျိုးဥက္ကဋ္ဌီကလည်းရှိရှိသမျှအထကထာဒီဂါရီကိုကြောက်ထက်အခေယတင်ပြီးတော့ဆန္ဒမှုနှင့်ဇေဒီအတွင်မှာစိုက်ထူပူဇော်ခဲ့ပါတယ်။ဒါရီကိုကြည်ချင်းအဖြစ်တော့ လင်းပင်မင်းသားကြီးနဲ့ရသေးကြီးဥက္ကန့်ဒီတို့ကအတော်လေးကိုရင်းနှီးကျန်းဝင်ရှိလာတယ်လို့ဆိုရပါမယ်။တက္ကရီ1228ခုနဲ့မြင်းကုန်းမြင်းခုံနိုင်အရှိခင်းမှာလုံးချက်ခံရတဲ့အရှိကိုတော့ကနောင်မင်းသားနဲ့အတူမလွန်မင်းသားစကုမင်းသားပြည်စီမင်းသားတို့ရဲ့အလောင်းတွေကိုတော့မင်းတို့မင်းကြီးကဆန္ဒမှုနဲ့ဇေရောအနည်းမှခိုသိမ်းပြီးတော့မြုပ်နှံထားခဲ့တာဖြစ်ပါတယ်။ ောက်ပိုင်းကျတော့အဲ့ဒီအုပ်ဂူတွေနဲ့တဆက်တဲ့ဇင်းရီတစုတီးပြီးတော့အမရဘူရာကပိတ်ဆောင်လာတဲ့ဆန္ဒမှုနည်းရုပ်ပွားတော်ကိန်းဝတ်ဖို့ကနာကိုရီတိုက်ကိုပါတိစောက်ခဲ့တာပါ။ဒါကြောင့်မို့အခုလက်ရှိကနာမင်းအုပ်ကိုကပီးကြောင်ပြနေရာမှာရှိခဲ့မှုတဲ့အရှင်မင်းအုပ်ပြတ်တဲ့ငယ်ကဖယားကန္နာဂရီတိုင်နဲ့ဇေဒီအကြားကြားရောက်နေခဲ့ပါတယ်။ဒီတော့ဖယားကန္နာဂရီတိုင်ခေါမှုဇေဒီလျှောက်ကကြားတဲ့ရှိတွေကအရှင်မင်းရဲ့အုပ်ကိုပို့ကြားနေခဲ့ပါတယ်။ အရှင်မီးရဲ့အုပ်ဘူပေါ်အဲ့ဒီလိုမျိုးဒစိမ့်မက်ကရေချနေတာကတော့နန်းနေထားသလိုဖြစ်နေတာကြောင့်အရှင်မီးရဲ့အနွေတော်တွေကမကြီးပွားနိုင်မထောကားနိုင်ဆိုပြီးတော့ရသေကြီးဥက္ခန်ဒီကလင်းပင်မင်းသားကြီးကိုပြောပြပါတယ်။ရသေကြီးဥက္ခန်ဒီရဲ့စကားကြောင့်လင်းပင်မင်းသားကြီးကတက္ကရာ1295ခုနှစ်တကူလာဇန်9ရက်ညတကောင်အချိန်မှာတော့ဥက္ခန်မောင်တွေကိုအဖို့ခေါ်ပြီးတော့ပယံသမားနှစ်ယောက်နဲ့အတူဇာနာမှုနေဖျားအတွင်းကကနောင်မင်းရဲ့အုပ်ကူကိုဖောက်ပါတော့တယ်။ ဒီလိုလုပ်ဖို့အတွက်ကျန်းအနွယ်တော် တွေကိုလုံးဝအသိမပေးဘူးလို့ဆိုပါတယ်။ကူပေါပြီးတော့အိမ်ရှင်မင်းရဲ့အလောင်းတော်ကိုတွေ့တော့မင်းသားကြီးကဂရီပါအိတ်ထဲထည့်ယူပြီးတော့အုတ်ကူကိုမူလလက်ရမပြတ်စေဘဲပြန်ပိတ်စေခဲ့ပါတယ်။ဒါပေမဲ့လင်းပင်မင်းသားကြီးထည့်ယူလာတဲ့အရိုးတွေကိုဘယ်နားမှထပ်ပြီးတော့တချို့ခဲ့တယ်ဆိုတာကိုတော့ဘသူမှတိတိကျကျမသိကြရဘူးလေ။အနွယ်တော်များပြောစကားအရမင်းသားကြီးကအိမ်ရှိဆန်ကနောင်မင်းသားကြီးရဲ့အလောင်းကိုဖေးသိမ့်မြောက်ပြီးတော့ ရတနာပတောင်းနဲ့အေရရီမြထဲကိုချခဲ့တယ်လို့ပြောသလိုရန်ကုန်မြို့လှိုင်မြထဲကိုချခဲ့တယ်လို့လည်းဆိုပြပါတယ်။ဘလို့ပဲဖြစ်ဖြစ်သေးကြတာကတော့အရှင်မီးရဲ့ရုံလောင်းကိုရေထဲချခဲ့တယ်ဆိုတာပါပဲ။ဒီကိစ္စကို PPE လုံဆောင်ခဲ့ပေးမယ်လေ။ပတ်စံပေးပြီးတော့အခိုင်းနဲ့ပင်ရသမားနှစ်ယောက်နှုတ်မလုံမှုကြောင့်ဂူပေါက်တဲ့ကိစ္စကိုအင်္ဂလိပ်အစိုးရတီးသွားခဲ့တယ်လို့ဆိုပါတယ်။တကယ်တော့လင်းပင်မင်းသားကြီးကရတီကြီးဥက္ကဋ္ဌရဲ့အယူအဆစကားအရ အင်ရှိတော်အဆက်တစ်ခုလုံးကောင်းစားဖို့ရည်ရည်ပြီးတော့လှူဆောင်ခဲ့တာသာဖြစ်ပါတယ်။ဒါပေမဲ့လည်းအုတ်ဂူဖောက်ဖို့လုံးဝအတိပေးမခံရတဲ့ကျန်းအင်ရှိနေတော်တစုကမကြင်မနဲ့နဲ့အင်္ဂလိပ်အစိုးရထံတိုင်ကြားတယ်လို့22ရက်9လ1913ခုနှစ်ထုတ်မန္တလေးတိုင်းသတင်းစာမှာပါလာပါတော့တယ်။မန္တလေးအရေးပိုင်းကလည်းမင်းသားကြီးကိုခေါ်ပြီးတော့ခင်ဗျားတို့ဘာလို့ကြတာလဲအင်္ဂလိပ်အစိုးရပြုတ်အောင်စေဝါစီရင်ဖို့လှုပ်တာလားဆိုပြီးတော့ကြိမ်းမောပြောဆိုပါတယ်။ အဲ့ဒီမှာမင်းသားကြီးနဲ့အတူလိုက်ပါလာတဲ့ဥက္ကမောင်တွေကသူ့အဖေအလောင်းကိုသူ့သားကပြန်ဖော်တာဘာတတ်နိုင်မှာလဲလို့ခက်ပြက်ပြက်ပြောပြခဲ့ပြီးတော့ပြန်လာခဲ့တယ်လို့ဆိုပါတယ်။ဒီကိစ္စကအဲ့ဒီမှာတွေမပြီးသွားပါဘူး။အိမ်ရှင်မင်းအလောင်းတူဖို့မှုကိုအစိုးရကပြဿနာအမျိုးမျိုးရှာပြီးတော့ပြည်တော်ပြောင်းခွင့်ရထားတဲ့လင်းပင်မင်းသားကြီးကို1915ခုနှစ်မှာဒုတိယအကြိမ်ပြည်နေတဲ့အဖြစ်အိန္ဒိယကိုပြန်ပို့လိုက်တော့တာပါ။လင်းမင်းမင်းသားကြီးကနောက်ထပ်အိန္ဒိယမှာ6နှစ်ထပ်မံနေထိုင်ခဲ့ရပြီးတော့ 1922ခုနှစ်မှာမှရန်ကုန်မြို့မှာကောင်းမွန်စွာနေထိုင်မှမဲ့အကြောင်းကတိကဝတ်တွေပြုပြီးမှပြန်လာခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့မန္တလေးကိုတော့တွားရောက်ခွင့်ပြိပင်ခံရခဲ့ပါတယ်။ပရိသတ်များရှင်ဒီနေ့မှာအီမိုးတို့ရဲ့ဗမာစံပြား TV Channel လေးကနေတင်ဆက်ပေးတာလေးကိုကြိုက်နေတဲ့မယ်လို့မျှော်လင့်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Imuru ရဲ့ YouTube Channel လေးကို Subscribe လေးနှိပ်တော့ဖို့လည်းမိမိသွားကြပါနဲ့နော်။ဒါ့အပြင် Facebook Page လေးဖြစ်တဲ့ဘာမအဆန်ပြ TV Channel လေးကို Like နဲ့ Subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်ရှင်။ပရိသတ်များအားလုံးပဲပျော်ရွှင်စရာအချိန်လေးဖြစ်ပါလိမ့်ရှင်။